ရန်ရန်ပြောရင်လူတွေလိုးနေတဲ့အချိန်မှာအာနာထသင်ရတာသုံးနာယူဝန်းကျင်တော့မှထအာနာသင်ရတာဘယ်မှာလဲ official လीအစိုးရအလုပ်နိုင်ငံတော်အလုပ်ကြီးလေကွာတခိုးလို့တပိုးလို့လိုရတဲ့အလုပ်ကွာကိုအောင်မင်းမမြင်ဘူးလားအဲ့ဒါကြီးကို မင်းကမင်းတရားရုံးကဟိုအချိန်မှညစနေဟိုနေခင်းစနေလာကြီးတို့တနာကြီးတို့လေဒီယိုတို့တီဗီရနေပြီးတော့မင်းမင်းနေပြောပြောကြီးညာလိုက်ဖက်မလာကျွန်တော်တို့အာနာတင်လိုက်ပါတယ်အာနာထိတ်လိုက်ပါတယ်လို့လူတွေလုံးနေတဲ့အချိန်ကျမှလူတွေဖက်ပြီးတော့အာနာတင်ရတဲ့ခေါ်ရဲ့နိုင်ငံတော်အထုပ်ပြုအဆင်လာကိုအမင်းရက်ကြီးကိုကိုအမင်းသိတယ်နော်ဒီဒီဟိုဟာလေဒါကျွန်တော်ပြောကြမယ်ကျွန်တော်ပုံပုံသိတယ်နောက်ကျွန်တော်ပြောပါမယ်အခုဟာခင်ဗျားကပုံပုံကျွန်တော်ပြောပါမယ်ခင်ဗျားကနိုင်ငံရေးဆွေးနွေးမယ်ဆိုပါဆင်နယ်ကြီးပါလာခင်ဗျားကြိုက်တာပြောတိတိတာပြောဘာဖြစ်လဲဘာဖြစ်လဲ ကျွန်တော်လည်းရန်ကုန်မှာရှိတယ်ကိုအောင်လည်းရန်ကုန်မှာတနေ့မှမောင်ကရန်ကုန်ကျွန်တော်ပြပြမယ်ကျွန်တော်ပြပြမယ်ခင်ဗျားကျွန်တော်ပြပြမယ်ကျွန်တော်ဒီဘမကြီးမှာရောက်လာတယ်ကျွန်တော်တည်င်းလို့တယ်တယောက်တည်းလို့တယ်ခင်ဗျားပြောဆိုပြောရရင်နော်ခင်ဗျားပြောဆိုပြောရရင်ကျွန်တော်စောက်သီးကိုမဆိုင်ဘူးပြပြရှင်းတယ်ကမန်းနေရကြတော့တော့တော့ဒီမှာမယောကပြည်သူကြတဲ့မှာတရင်မိညဉ့်တရင်နဲ့မှာခဏလေးခဏလေးခဏလေးစကားများမယ်ဆိုခဏလေးဒီသူတွေကြတဲ့မှာစနေမှာပါခဏလေးနော် မီးပြောရအခဏလေးတမီးမှာအလောက်ရှိသေးတဲ့အချိန်မရှိဘူးအဲ့တော့တမီးသိချင်တဲ့မေးခွန်းလေးနှစ်ခုမိမယ်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ကိုစနေမောင်နဲ့ကိုအောင်မင်းတို့ရဲ့နိုင်ငံရေးအထူးစကားဝိုင်းကြီးကိုတင်ဆက်ပေးလိုက်ပြီမို့အဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကြပါအောင်ခင်ဗျာတက်တယ်ရိုက်တယ်ပြီးတော့လူတကာသွားလာနေတဲ့လမ်းမတွေမှာဗယ်ဒီကေကြီးတွေကားတယ်တဲအိတ်တွေကားတယ်ဘသူမှနေတူဝအလုပ်တွေလုံးလုံးမရနိုင်တော့အောင်လုပ်တော့မှတက်မတော်နေပြီးတော့ခင်ဗျားတို့ဆန္ဒပြတဲ့အုပ်စုတွေကိုဝင်ထိန်တာတော့ဝင်ထိန်တဲ့အဲ့ဒီမှာဖြစ်တဲ့ခက်တယ်မှန်းတယ်ဖြစ်တဲ့ခက်တယ်မှန်းတယ် ကျွန်တော်ဒါတွေကအားလုံးသိပြီးမြင်ပြီးဖြစ်တဲ့အတွက်ကျွန်တော်တို့အနေနဲ့ဒီကိစ္စတွေကိုရှင်းပြနေတာအကြောင်းမရှိဘူး။ဒါပေမဲ့တက်မတော်အနေနဲ့ကကျွန်တော်ငါးနှစ်တောင်းဝယ်ယူမယ်လို့မပြောခဲ့ဘူး။6လတစ်ချိန်နဲ့တောင်းဝယ်ယူတယ်။အဲ့6လချင်းကလည်းမလုပ်တာလဲဆိုတော့စောင့်ကြည့်တာ။တိုင်းပြည်အေးချမ်းလာမလား။နော်။တိုင်းပြည်အေးချမ်းလာမလား။ဒီကောက်ပဲလုံးလို့ရအောင်လို့စောင့်ကြည့်တယ်။စောင့်ကြည့်တဲ့အချိန်မှာလက်ရှိနေထားမှာတော့ငါးနှစ်ပြည့်သွားတဲ့အတွက်လက်ရှိနေထားမှာဒီကောက်ပဲတစ်ခုကိုလုံးမလုံးအောင်မယ်။အချိန်တိုင်းလာဖြစ်သွားတယ်။ဒါကြောင့်မလို့ဒီကောက်ပဲလုပ်တယ်။မြန်မာနိုင်ငံရဲ့နိုင်ငံရေးတော်ပေါ့အားလုံးပါဝင်နိုင်တဲ့အေးချမ်းတဲ့နိုင်ငံရေးတော်ပေါ့တစ်ခုကို ရေကောက်ဘေးကနေမရှာဘူးလို့ခင်ဗျားဘေးကနေရှာကြလို့ဘယ်နေရာနေရှာကြလို့ခဏအဲ့ဒီတော့ပေါ်အောင်မင်းပြောသွားတဲ့ပထမစကားကဘိုးချုပ်ဇော်မင်းသွန်းပြောသွားတဲ့စကားဘူဂျုတ်ဘောမင်းဖန်ကြောက်ရတဲ့စကားကအာလာတင်းင်းမတင်းင်းရတင်းင်းတင်းင်းမတင်းင်းမတင်းင်းလို့ဆိုတာနိုင်ငံတော်အစည်းအဝေးလေးပဲစကားလည်းမဟုတ်ဘူးဘုံမင်းရဲ့စကားလည်းမဟုတ်ဘူးဘူဂျုတ်ဘောမင်းရဲ့စကားကနော်တရားဝင်လို့အစ်မပြောအောင်လဲအုပ်ချက်ပြီးပြောတာတဲ့စကားလည်းမဟုတ်ဘူးနော်ဒါကိုအမင်းသိဖို့နောက်တဲ့အာလာဘုံမင်းကဘုံမကစားတာဟုတ်တယ်ဘုံမင်းကပြောတာလည်းမဟုတ်ဘူးအဲဒီကရှင်းလင်းပွဲမှာပြောတာကတရားဝင်ပြောတာစကားမဟုတ်ဘူး ဘယ်နာရှင်ကပြောတာလေဟုတ်ပါပြီတရားဝင်ပြောတိတိုင်အောင်ထားပါဦးတရားဝင်ပြောတိတိုင်အောင်ထားပါဦးဒီရွေးကောက်ပွဲရဲ့အချင်းချင်းအားလုံးကိုတာဝန်ယူရမယ့်သူဟာဈာကတည်းကတာဝန်ယူရမယ့်သူဟာယူရှိပြီအဲ့ဒီလည်းမဟုတ်ဘူးတက်တိုင်လည်းမဟုတ်ဘူးစက်တက်လည်းမဟုတ်ဘူးယူရှိလို့ဖွဲ့စည်းထားတဲ့အဖွဲ့ကရွေးကောက်ပွဲအရာလဲမဲအဆောင်နဲ့ဆက်ပြီးတူနေရှိတယ်တရားကတည်းကတက်တက်ချစ်ရှင်းပေးရမှာတူတာပဲချစ်ရှင်းပေးရင်ပြီးပါမှာယူရှိတာကိုရှိတယ်လို့ပဲ ထားလို့ရတယ် UEC ဆိုတာဘယ်ကိုဖွဲ့စည်းတာဖြစ်တဲ့အတွက်ဘယ်သူမှစိတ်ခက်စရာအကြောင်းမရှိဘူးတက်ခံရေးတုန်းကလည်းမဲမတမမှုရှိခဲ့တယ်ဦးတိတ်တိတ်ခဲ့ပါနော်အားလုံးအချက်တွေအလက်တွေပြခဲ့တယ် UEC ရဲ့အစုံချက်တွေလည်းအတည်ပြုခဲ့တာဒီနေ့ဒီချိန်ကျမှအငယ်ကြီးရဲ့မဲကျမှ UEC ရဲ့စုံချက်ကိုလက်မခံနိုင်တာဘယ်သူပဲပါလဲဘယ်ချိန်လဲတဲ့လို့မဲမတမမှုမဲမကြည့်ကြပါစားကြည့်ရတယ်ဟုတ်လားတော်တော်ကျုပ်ကလည်းရတယ်ကျွန်တော်တို့ရဲ့မလေးကတော့ဘာလို့လဲဆိုတော့ဒါကတော့တန်တူမှာရှိတဲ့ဒီရင်းတွေပါလားတန်တူမှာလည်းပေါ်ပေါ်ကတော့ ကျွန်တော်ပြောပြမယ်အဲ့တော့ဒီတော့ပြောမှာကျွန်တော်ကပြောလို့ရှိရင်ဘာလို့ဆက်ဆံရှိတယ်ဟုတ်ပြီတော့အဲ့တော့ဒီနေ့ကျွန်တော်ပြောပြမယ်ဒီတော့ကျွန်တော်မှလည်းတက်မှာဒီတော့ကျန်ကမှလည်းတက်မှာဒီတော့ process အလုံးကိုခုအောင်ရအောင်ပြပြလိုက်နော်ဘောင်းလုံးလုံးမြေတားမှုလို့အာလာဘေးကိုပြောရအောင်အာလာဘေးကတော့ဘယ်ချင်းလို့လူတွေကိုဖမ်းပြီးတော့အာလာဘေးကလာတယ် option ကြီးလူတွေအဲ့နေတာလေလူတို့ကရရရွတ်ရဲ့လူတွေလိုးနေတဲ့အချိန်မှာအာလာတတင်ရတာသုံးနာရီဝန်းကျင်လောက်မှာထားအာလာတင်ရတာဘယ်မှလဲ option ကြီးအစိုးရနိုင်ငံတော်အလုပ်ကြီးလေကွာ ိုးလို့တဘိုးလို့လိုရတဲ့အလုပ်ပါကောင်းပြီမမြင်ဘူးလားအဲ့ဒါကြီးကိုမင်းကဘယ်တရားကြောဟိုအချိန်မှာညဆက်ဟိုနေရေးဆက်လာရီတို့တတားရီတို့လေရီတို့ဒီဗီရီတို့ပြောမင်းမင်းတို့ပြောတော့ကျင်ညာလဲဆက်မလာကျွန်တော်တို့အာနာတက်လိုက်ပါလေအာနာထိလိုက်ပါလေလူတွေလုံးနေတဲ့ချိန်တောင်မှလူတွေဖက်တော့အာနာတက်ရတဲ့ခေါ်ရဲ့နိုင်ငံတော်အထုပြုဆင်းလာဂျိုင်းနာမဟုတ်ဘူးတန်တဲ့စကားပဲပြောတာဂျိုင်းနာမဟုတ်ဘူးတန်တဲ့စကားပဲပြောတာငါလက်ကမှနေတာကွာအခုလို့မှတ်ပြီလေလို့ဆက်အားလုံးတည်တယ်ဟုတ်တယ်နော်။ဒါကောင်မင်းတို့တက်ပြီးပေါ်မှာထားတယ်ဆက်တယ်ပဲမြင်ကြည့်လိုက်တာ။နော်။ ကိုစနေကိုစနေမမဟာခင်ဗျာရန်ကုန်မှာနေတာကျောက်ကရန်ကုန်ကဗဟန်းတို့ထဲမှာနေတာအဲ့ဒီအချိန်မှာကျွန်တော်ကသတင်းတော့အနေနဲ့မင်းကသတင်းတော့အနေနဲ့လားလူလုံးတော့မကြရတဲ့ဘဝတွေမှာအောင်မင်းဆိုတာမျိုးကိုငါမဲ့ပဲတွေ့ခဲ့ရတာဘယ်နေရာမှာနေမှန်းတော့မသိတဲ့လူမလုံးဟိုလူတို့လူလုံးသူလုံးမနေရတဲ့ဘဝပါရွေးကောက်ပဲမတငင်ကလာရတဲ့လို့ကိုအမင်းရက်တူကိုကိုအမင်းသိတယ်နော်ဒီဒီဟိုဟာလေကျွန်တော်ပြောကြမယ်ကျွန်တော်ပုံပုံသိတယ်ကျွန်တော်ပြောပြမယ်အခုဟာခင်ဗျားကပုံပုံကျွန်တော်ပြောပြမယ်ခင်ဗျားကနိုင်ငံရေးဆွေးနွေးမယ်ဆိုပြီး personality ပါလာခင်ဗျားကြိုက်တာပြောပြီးပြီးတာပြော ကျွန်တော်လည်းရန်ကုန်မှာရှိတယ်ကိုအောင်လည်းရန်ကုန်မှာတနေ့မှမောင်ကရန်ကုန်ကျွန်တော်ပြရမယ်ကျွန်တော်ပြရမယ်ခင်ဗျာကျွန်တော်ပြရမယ်ကျွန်တော်ဒီဘမိုင်းမှာရောက်လာတယ်ကျွန်တော်တရင်လုပ်တယ်တယောက်တည်းလုပ်တယ်ခင်ဗျာပြောလို့ပြောရရင်နော်ခင်ဗျာပြောလို့ပြောရရင်ကျွန်တော်စောက်သေးကိုမဆိုင်ဘူးတပတ်ရှင်းတယ်အမေအနေနဲ့ကြားလိုက်တော့ဆောက်သွားဒီမှာမယောက်ကပြည်သူကြားထဲမှာတရေမြူနေတဲ့တရေတမခဏလေးခဏလေးခဏလေးစကားများမယ်ဆိုခဏလေးပြည်သူတွေကြားထဲမှာစနေမှာပါခဏလေးနော် မီးပြောရအခဏလေးတမီးမအလောက်ရှိသေးတဲ့အချိန်မရှိဘူးအဲ့တော့တမီးသိချင်တဲ့မေခွန်းလေးနှစ်ခုမိမယ်အဲ့မေခွန်းလေးတော့ဟိုတနေ့ကတမီးမေးသွားတယ်ဥပမာတစ်ခုပါဗောနောပထမတစ်ချက်ကပါလဲဆိုတော့အာအာနာသိတဲ့အချိန်မှာတမရသည်တမရကြီးဦးဝင်းမြင့်ဒီအာနာမရှိတော့တဲ့အချိန်မှာအာနာလာသိနေလို့ပြောတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ဒုတမရစီမှာကဘလို့ရှိဖြစ်ပြီးတော့အာနာဆက်ရှိနေသေးရလဲဒါကပထမမေခွန်းနော်ဒုတိယမေခွန်းဒီရှင်တို့အာ ဒီဘောနော်ဖန်တီပါတီနဲ့သမရကြီးရောသမရဝင်းမြောစသဖြင့်နိုင်ငံတော်တိုက်ပွဲခံအောင်ရှင်တို့ဖမ်းလိုက်တဲ့အမှုဒီမဲခိုးမှုလို့ရှင်တို့ပြောတယ်အခုဒီနေ့ဖမ်းဆီးပြီးတဲ့အချိန်ထိမဲခိုးတဲ့အမှုနဲ့ပတ်သက်ပြီးတော့တရားစွဲထားတာအမှုပဲလက်ချက်ရှိတယ်ဘယ်လောက်ရှိပြီလဲအဲ့ဒါချိန်ပေးပါကောင်းလိုက်တယ်ဘေးကောင်းကြာကျွန်တော်ကျန်တဲ့လူတွေကိုပြောရအောင်ကျွန်တော်ပြောပြမယ်ကျွန်တော်ပြောပြမယ်ညီမပြောဘယ်လိုလဲကျွန်တော်မဲမဲလေးမဲကိုတော့မဲလေးမဲကိုဒါပေမဲ့ဘာဖြစ်လဲဆိုတော့အန်အေဒီကိုသူတို့ပြောတယ်လွတ်တော်မခေါ်ဘူးပြောတယ် ်တော့မခေါ်ဘူးအစိုးရမခေါ်ဘူးပြောတယ်ဒါပေမဲ့အဲသူကဖေဗူလာတရက်တင်တယ်နော်အနာထိန်ကဖေဗူလာတရက်တင်အဲ့ဒီမှာဟိုနေ့တည်းကတော့နောက်တရက်မှာ NLD ကတော်တော်ခေါ်မယ်ပြီးလို့ရှိရင်သူကအစိုးရဖွဲ့မယ်အားလုံးကသူတို့တော်တော်ကိုယ်စားလေဒီဟိုနေ့မှာရောက်နေပြီအဲကျွန်တော်တို့ကလည်းစီမင်းရေးတာမှာရောက်နေပြီမိုးစုကြီးတို့လည်းသူအိမ်မှာအပေါင်းဆက်ပြေးနေဆင်းပြေးနေကြတယ်အဲ့ချိန်မှာဒါဖြစ်လဲဆိုတော့ဒီဘက်ကတမတော်ကပြောတယ်ခဏလေးခဏဒီမဲခိုးရဲ့ပြဿနာတွေအရင်ရှင်းနောက်တစ်ခုကဘာဖြစ်လဲဆိုတော့ဒီစတော့တော်အစည်းအဝေးကဒုတိယဒုတိယကော်မရှင်ရဲ့နောက်ဆုံးအစည်းအဝေးတစ်ခုကျန်နေအဲ့ဒီအစည်းအဝေးကဘာလဲဆိုတော့ပြီးခဲ့တဲ့အစိုးရအဖွဲ့အသီးသီးရဲ့ လွတ်တော်အသီးသီးရဲ့မှာတုံးလာတဲ့ငွေစည်းရှင်းတဲ့အဲ့ဒီအစည်းအဝေးတရကြံသေးတယ်။အဲ့ဒါကိုအဲ့ဒီအချိန်ကလွတ်တော်အမတ်တွေကတင်ပြတယ်။ဒါပေမဲ့အဲ့ဒါကိုလည်းပယ်ဖြတ်လိုက်တယ်။နော်အဲ့ဒါကိုလည်းဒီ NLD လွတ်တော်အဲ့ဒါကလွတ်တော်ဥပဒေပဲနော်သူကပယ်ဖြတ်လိုက်တယ်။ပယ်ဖြတ်လိုက်တဲ့အခါကျတော့မှန်တယ်ဒီကနေ့ကတော့ထောက်ပြတာကတော့ရုပ်ကပွဲမဲလိမ်မဲခုံးကိုထောက်ပြတယ်။ဒါပေမဲ့တစ်ဖက်မှာဒီမဲလိမ်မဲခိုးထားတဲ့ဇာလဇာလကိုဆွေးအပ်ပြီးပြီ။ ဖြစ်ဖြစ်တယ်ဆိုပြီးတော့ဒီဘက်ကတမတော်ကနေပြောတမလေးကာလုံခေါ်လိုက်ကာလုံခေါ်တဲ့အချိန်မှာကျွန်တော်တို့တည်တယ်ကတော့ဦးဝင်းကြီးလည်းမလာဘူးမမလာဘူးမလာတော့လားအဲ့ဒါကြောင့်အဲ့ညမှာပဲဦးဝင်းကြီးကိုလည်းဖိလိုက်တယ်ဒေါ်စုကြည်ကိုလည်းဖိလိုက်တယ်နောက်ပြီးတော့ကြံတဲ့အမတ်တွေပေါ့နော်အဲ့မှာလွတ်တော်တက်မယ်ဆိုတဲ့အမတ်တွေလည်းမှရှိတယ်ကျွန်တော်တို့ရှင်ရဲတယ်လို့ရှိတယ် ဒီမှာခဏလေးခုနကတော့ကုစနေမေးတာကိုမဖြေရသေးဘူးကုစနေပြောတာဘာဖြစ်လို့တကောင်ကျော်ရောက်လို့မသိနေတာလဲတရားဝင်ဖွင့်လို့လည်းမသိနေအဲ့ဒါမဖြေရသေးဘူးဟာဘာကြောက်တယ်အဲ့ဒါကိုဖြေပေးသေးအောင်ခုကမှငါ့မှာတော့မေးကျင်တာမေးနော်ကျွန်တော်ပြောတာဖြေမှာဖြေရပြီအဲ့ဒါကိုကျွန်တော်ပြောတာအခုကျွန်တော်ပြောနေတာနောက်တင်းရမှာတွတ်တော်ခေါ်တော့မယ်အဲ့ဒီအဲ့ဒီတွတ်တော်မခေါ်ခင်အဲ့အာနာမထင်းရင်ကလုံလုံရေးကောင်စီခေါ်တယ်ကာလုံခေါ်တယ်ဥဝင်းမြင့်မလာဘူးဒေါ်စုကြည်မလာဘူးမလာဘူးလေသူတို့ကနောက်တင်းရမှာတွတ်တော်ခေါ်ပြီးတော့အစိုးရဖွဲ့တော့မှာအဲ့ဒါကြောင့်သူအဲ့ညမှာပဲဝင်ပြီးတော့နောက်တင်းရသွားဆောက်လို့မရဘူးနောက်တင်းရသွားဆောက်ရင်အစိုးရပေါ်သွားရင်ဒီဘက်မှာပို့ပြီးတော့ထိန်းရတာဘုခတ်သွားမယ် တနာအဲ့ဒါအဲ့ဒါကြောင့်လည်းညားဘက်မှာပဲအခါလေးဝင်စစ်တပ်တွင်တိုင်းမှုအစင်မှညွှန်ကြားရေးမှူးတက်မမှုကပ္ပစာဆက်ယုံမှုများအထိယာတို့အပြောင်းလဲများစွာကိုလူတစ်များဖြင့်အစာထိုးသွေးသစ်လောင်းရန်ရှိနေပြီးအမတ်၆စစ်စင်ရေးအထူးဖွဲ့ကိုဖျက်သိမ်းအကြမ်းဖက်စစ်တပ်အတွင်တိုင်းမှုအစင်မှလက်ယုံတက်နှင့်စစ်ယုံညွှန်ကြားရေးမှူးများတက်မမှုများနှင့်ကပ္ပစာဆက်ယုံမှုများအထိယာတို့နေရာများစွာကိုလူတစ်များဖြင့်သွေးသစ်လောင်း အပြောင်းလဲလုပ်ရရှိနေကြောင်းနေပြည်တော်စစ်ဖက်တရင်မြင့်နှင့် CDM ဗိုလ်ကြီးစင်ရော်ကပြောဆိုသည်မင်းအောင်လိုင်းကလာမည့်ဒီဇင်ဘာလရွေးကောက်ပွဲမတိုင်မီစစ်တပ်ထိပ်ပိုင်းဗိုလ်ချုပ်ကြီးတချို့ဒုတိယဗိုလ်ချုပ်ကြီးများကိုရွေးကောက်ပွဲဝင်ရန်ကျန့်ဖို့ပါတီတို့ပြောင်းရွှေ့ခြင်းနှင့်အရန်အင်အားတို့ပို့ဆောင်ခြင်းများလှုပ်ဆောင်လာပြီးနောက်လစ်လက်သွားသောနေရာများတွင်တွေ့တက်လောင်းသည့်အနေဖြင့်အရာရှိတစ်များကိုယာတုတိုးပေးကခတ်အပ်လာကြောင်းသိရှိရသည် ရှေ့ကယထာတွဲတွေဖယ်တော့နောက်ယထာတွဲတွေကိုရှေ့ကိုရောက်လာတာအငယ်ပိုင်းတွေကိုယာတုတိုးတွေပေးဖို့အတွက်တန်းစီတာတွေကိုရေးရာဇဝင်စီစစ်တာတွေတောက်လျှောက်လုပ်နေတယ်တိုင်းမှုအစင်းကနေလက်ယုံတက်ညုံမှုတွေတက်မမှုတွေကပါစားဆက်ယုံမှုတွေပြောင်းလဲတွေအများကြီးဖြစ်နေပါတယ်ဟုနေပြည်တော်စစ်ဖက်တည်င်းရင်းမြစ်ကပြောဆိုသည် CDM ဗိုလ်ကြီးစင်ရော်ကလည်းစစ်တပ်တွင်အပြောင်းအလဲများစက်တိုက်လုပ်ရန်ပြင်ဆင်နေပြီးရွေးကောက်ပွဲမတိုင်မီမှရွေးကောက်ပွဲပြီးကအစိုးရတစ်ပေါ်ထုံးသည့်အထိတွေးတက်လောင်းသည့်အနေဖြင့်အရာရှိတစ်များစွာထွက်ပေါ်လာမည်ဖြစ်ကြောင်းသုံးသပ်ပြောဆိုသည်တိုင်းမှုပြီးသွားရင်ညုံမှုတွေစေယုံကညုံမှုတွေပြီးသွားရင်ညုံမှုအောက်ကတဆင်းနှိမ့်နဲ့တက်ကြီးအရွယ်စားရှိတဲ့တမှုကြီးတွေပါပြောင်းမှာပေါ့တမှုကြီးတွေဆိုတာကပ္ပဆစက်ယုံကစက်ယုံမှုတွေပါမယ်အဲ့ဒီလိုမျိုးတမှုကြီးတွေပါ အပြောင်းလဲဆက်ရှိအောင်မှာပါ